တယောက်မှမလျှော့ကြအောင်ဟုတ်တယ်မီးတို့ဆိုလည်းအရင်တုန်းကကျတော့အဲ့လိုမျိုးညင်နေဘက်သွားရပေါ့နော်ညင်နေဘက်သွားရဒါပေမဲ့အခုကျတော့ညင်လို့မရတော့ဘာလို့လဲဆိုတော့ကလေးတွေအကောင်လုံးကလုံးဝအရန် creative ဖြစ်ကြတယ်။အရန် creative ဖြစ်တဲ့ချိန်ကျတော့အမီးတို့လည်း ငြိမ်နေလို့မရတော့ဘူးမင်းသူတို့မိအောင်ပြန်လိုက်နေရတယ်ပေါ့အားရကျင်းတော့မဟုတ်တော့မရှိရဘာလို့လဲဆိုတော့မိလုံနိုင်တဲ့အရာမှန်တယ်မြောက်တော့မိအကောင်းဆုံးလုပ်တယ်အဲ့ဒါကြောင့်မို့လဲကိုကိုကိုကျင်းတဲ့အားရမရှိပါနဲ့ရှင်ဟန်လဲရဘာလို့ဆိုရင်တော့မိကြိုတင်ပြီးတော့မှအာလေ့ကျင့်ထားတဲ့အရာပေါ့နော်ဒါပေမဲ့အာ main camera ရှိရောက်တဲ့အချိန်ကျရင်တော့အလုံးဝမဟုတ်တော့အဲ့အချိန်တိုင်းဟာသူများရေဒီလုပ်ထားကြငါလည်းဒီလိုလိုက်လုပ်ကြည့်မယ်ဆိုရဲပုံစံမျိုးပေါ့နော်အာပြန်ပြီးတော့မှ creative လုပ်ပြီးတော့မှလုပ်ထားမျိုးရှိပါတယ်လို့ဟုတ် อ่าမျိုးလင်းခဲ့ရတော့မျိုးလင်းခဲ့ရပါတော့ဘာလို့လဲဆိုတော့ပြန်ပြောင်းနေရရင်အိမ်မက်ပဲလေဘယ်လိုမျိုးစုပဲပေးပါစေငါလူကျင်နေဆိုရဲခံစားချက်ကတော့လူတိုင်းမှာရှိရဲဒါပေမဲ့အာအခုပေးခဲ့တဲ့စုရဲထဲမှာဆိုလေတကယ်ထိုက်တန်တဲ့လူရရရဲတမီးတို့လည်းကျင်းနေပါရဲ့လို့ဟာအာစားရပါတယ်စားရထပ်ဖို့ဒီထပ်ပို့ပြီးတော့မှစားစင်နေရဲလို့ပြောချင်ပါတယ်ဆင်ဟာ ကျင်တော့မဟုတ်တော့မိရှိရဲ့ဘာလို့လဲဆိုတော့မိလုံနိုင်တဲ့အရာမှန်တယ်မြောက်တော့မိအကောင်းဆုံးလုပ်တယ်အဲ့ဒါကြောင့်မို့လဲကိုကိုကိုကျင်တဲ့အားရမရှိပါနဲ့ဆရာဟာအာ swim swim ဝေးရရင်ကတော့ကိုကိုကို confidence ရှိနေဖို့ကလုံးဝအပြည့်ပေါ့နော် evening dress ဆိုတာကြောင့်မိတို့အာ classic ဆန်တဲ့ဟာရှိမယ်လုံးဝ creating လုပ်ထားတဲ့ဟာမျိုးရှိရဲ့ပေါ့နော်အဲ့လိုမျိုးကြီးကြတော့ဝေးရရကျတော့ကိုဘလောက်ကြည့်ဒီပေါ်မှာ performance လုပ်နိုင်လဲဆိုတော့မှမသိရဲ့ပေါ့နော်အာ swim swim မှာဆိုရင်ကတော့ လုံးဝမင်းကလေးရဲ့အလားတရားကိုပြရတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်လုံးဝအဲ့ swimsuit ဝတ်တဲ့အချိန်ကျရင် confidence ရှိနေဖို့ကအရင်အရေးကြီးရယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ swimsuit ကိုတော့မင်းပို့ပို့ပြီးတော့မှအားရချင်လို့ရှိပါတယ်ရှင်ဟန်လေးရဘာလို့ဆိုရင်တော့မေချိုတင်ပြီးတော့မှအာလေ့ကျင့်ထားတဲ့အရာပေါ့နော်ဒါပေမဲ့အာ အာ main camera ရှိရောက်တဲ့အချိန်တိုင်းလာအလုံးဝမဟုတ်တော့အဲအဲ့အချိန်တိုင်းဟာသူများတွေလုတ်ထားကြငါလည်းဒီလိုလိုက်လုတ်ကြည့်မယ်ဆိုရဲပုံစံမျိုးပေါ့နော်အာပြန်ပြီးတော့မှ creative လုတ်ပြီးတော့မှလုတ်ထားမျိုးရှိပါတယ်လို့ဟုတ်မျိုးလင်းကြရတော့မျိုးလင်းကြရပါတော့ဘာလို့လဲဆိုတော့ပြန်ပြောင်းနေတဲ့အိမ်မက်ပဲလေဘယ်လိုမျိုးစုပဲပေးပါစေငါလူကျင်နေဆိုရဲ့ ခံစားချက်ကတော့လူတိုင်းမှာရှိရဲဒါပေမဲ့အအခုပေးခဲ့တဲ့စုရည်ထဲမှာဆိုလေတကယ်ထိုက်တန်တဲ့လူရရရဲ့အတွက်မီတို့လည်းကျိနေပါတယ်လို့ဟုတ်ဟုတ်တယ်မီတို့မနေ့ပြန်ဆိုရင်တော့ဖူရဟာစီရှိရဲပေါ့နော်ဖိုင်နယ်အတွက်ကိုဖူရဟာစီရှိရဲအားပြီးတော့အကုန်လုံးမျောလင်းစောင့်စားနေရဖိုင်နယ်ကြီးကိုရောက်ရှိရောက်ရှိဖို့နီးွားပြီပေါ့နော်နီးွားရဲ့အတွက်ကြောင့်မို့လို့ အကုန်လုံးယဉ်ခုန်နေမယ်လို့မိလဲထင်ပါတယ်မိကိုယ်တိုင်လည်းယဉ်ခုန်နေအောင်လို့ပါဒီနေ့ရဲ့လိုအပ်ချက်ရှိတဲ့အရာမှန်တော့မြောက်ပေါ့နော်ဒီညကိုပဲပြန်လည်ဆန်းစစ်မယ်ပြန်လည်ဆန်းစစ်ပြီးတော့ငါဘယ်နေရာမှာလိုအပ်ချက်ရှိခဲ့လဲဆိုတဲ့ဟာကို final မှာအကောင်းဆုံးပြန်လည်ပြင်ဆင်ပြီးတော့မိစူးစမ်းပါမယ်လို့ဟာအာဘယ်လိုပြောမလဲအမှန်တော့လीနော်အမေတို့ရှိမှဒီမှာနည်းနည်းလေးနာလေမူလေလွင်လွင်နေရရှိရယ်အော် final ဦးမှာပဲတကယ်ပွဲတီဆိုပြီးထုတ်ပြမယ်ဆိုတာမျိုးမဟုတ်ဘာလို့လဲဆိုတော့ဒီ miss grand မှာလုပ်တဲ့ preliminary က အရန်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ deep really မှာကြည့်ပြီးတော့မှပဲမေတို့ final မှာ top 10ကိုပါသွားမဲ့လူတွေကိုဒီညဒီညမှာတင်ရွေးချယ်လိုက်ပြီပေါ့နော်ဒိုင်နေပဲပြည့်ပြည့်အကုန်လုံးကကြည့်ပြီးရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ final တင်ရေးကြည့်ရမှာမဟုတ်ပါဘူးဒီနေ့ပွဲကလည်းအရန်ရေးကြည့်ပါရဲ့ရှင်ဟာဟာဒီနေ့ဝိုးကနေဖြစ်သွားတာဆိုရင်တော့တတ်စလိပေါ့အကုန်လုံးလည်းတိမယ်လို့ကျင်ပါတယ်ဘာလို့လဲဆိုတော့ဟာပထမဆိုင်အေးမဟုတ်မဟုတ်ဘူးသူရေးတဲ့မူကြီးထဲ့သွားဟဲ့တွားပြီပေါ့ဟိုပုံနေရအေးပေါ့ဟဲ့သူမေ့ပြီးတော့ထဲ့သွားဆိုဒါပေမဲ့ တစ်ချက်တော့ပြန်စဉ်းစားလိုက်တာသူရက်တောင်ပစ်လိုက်တယ်အာမဟုတ်ဘူးသူရေဘူးထည့်ထားတာသူတခုခုလုတော့မှာအဲ့ထက်မှာအစင်နောက်မှာထင်လိုက်တာတော့သူရေလောင်းချတော့မယ်ထင်တယ်ဆိုတော့ဒါပေမဲ့သူရေလောင်းချတယ်မို့သူရေပါတောက်ပြလိုက်တယ်အဲ့မှာတော့အကုန်လုံးစင်နောက်ကလူတွေဝူးနေဝါကနေဖြစ်သွားတာပေါ့နော်အဲ့လိုပေါ့ creative ကအရင်ကောင်းကြအရင်စမ်းစမ်းတစ်တီထင်နေကြလေအဲ့လိုမျိုးဖြစ်နေတော့ တကယ်ဝိုးနေဖြစ်ရပါတယ်။ Mean point မှာကိုလှုပ်ချင်တဲ့ဟာတမျိုးဒါပေမဲ့အကုန်လုံးကခွေးသေးလှုပ်တဲ့အချိန်ကျတော့ဟာငါလည်းစမ်းကြည့်လိုက်မယ်ဆိုရင်ဒီလိုဒီလိုဖြစ်သွားအေးအဲ့လိုဖြစ်သွားရင်ဟာတော့ဒါပေမဲ့အကောင်းဆုံးတော့ကိုကိုလည်းပြန်ကြည့်ရမယ်ပြန်ကြည့်ရမယ်ဆိုတော့ငါဘယ်လိုမျိုးလုပ်ခဲ့ရလဲဆိုတော့ကိုကိုကတော့မမမိလိုက်တဲ့အချိန်လေးရှိရဲအဲ့ဒါကြောင့်မို့ပြန်ပြီးတော့မှဒေသလေးကြည့်ရပါအောင်မယ်လို့ဟုတ်တယောက်မှမလျှော့ကြအောင်ဟုတ်တယ်ဟာဟုတ်တယ်အမေတို့ဆိုလည်းအရင်တုန်းကကျတော့အဲ့လိုမျိုးညင်နေပဲသွားရပါတော့ညင်နေပဲသွားရဒါပေမဲ့အခုကျတော့ညင်လို့မရတော့ဘာလို့လဲဆိုတော့ကလေးတွေအကောင်လုံးကလုံးဝဘယ်လိုပြောရမလဲ ခုနပြောလို့ပေါ့နော်အရင် creative ဖြစ်ကြတယ်အရင် creative ဖြစ်တဲ့ချိန်ကျတော့အမေတို့လည်းငြိမ်နေလို့မရတော့ဘူးမင်းတို့မိအောင်ပြန်လိုက်နေရတယ်ပေါ့ပြန်တော့စလေးရမှာပေါ့တူချိန်အားချိန်ပေါ့အာမေတို့ပေါ့နော်မိမိတယောက်ထဲတာမဟုတ်ဘူးပေါ့ပြန်ပွဲဝင်အားလုံးတိုင်းက final အတွက်ကိုအကောင်းဆုံးပြန်လဲချပြဖို့အကောင်းဆုံးပြန်ပြီးတော့မှပြင်ဆင်ပြီးကြိုးစားနေကြပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့မိတယောက်တည်းကိုပဲမဟုတ်ဘူးเนาะဒီ Miss Grand ညီမတွေအကုန်လုံးကိုအာအကောင်းဆုံးပြန်လဲ sporting baby ပြီးတော့ချစ်တဲ့စိတ်လေးနဲ့ကြည်ပေးပြီးအားပေးကြဖို့မိတယောက်နေပဲဖိတ်ခေါ်ပါရစီရှင့်။